ားလုံးမင်္ဂလာပါ so all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာမနာပတာဤအရှင်ဝိစိတ်တဧတာထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုရဲစာအုပ်ပဲဖြစ်ပါတယ်အပိုင်းခွနဲ့ကိုကိုကိုကာကွယ်တာ သူ့လူကိုလူသူ့ဘက်ကိုဘက်ကာကွယ်တာကတော့ကာကွယ်ပေါ့ကရင်နဲ့ကွယ်တာမျိုးတော့မဖြစ်စင်နဲ့ပေါ့ဖားတာလည်းဖားပေါ့ဖားရင်နဲ့လည်းပောက်တာမျိုးလည်းမဖြစ်စင်နဲ့ပေါ့အမားအတွက်တရားပေတာအပြည့်အတွက်အနှစ်ပေတာမမှန်အတွက်အမှန်ပေတာမျိုးကကရင်နဲ့ကွယ်သွားတဲ့သဘောပဲလေ လောကတဘာဝသိချစ်သိကြိုက်သိတံပိုးထားလို့ရင်လေအပြစ်မမြင်ပဲဖြစ်တတ်ပြီးအကောင်းမြင်လို့တော့အမှန်ပြောက်သွားတာမျိုးလည်းဖြစ်တတ်တယ်။ချစ်လို့အပြစ်မမြင်တာဟာအကတိလိုက်တာပဲ။အဲ့ဒါစင်တာကတိပါ။မကြိုက်လို့မမိုက်ဘူးဆိုပြီးဘာလို့လို့အဆိုးမြင်တာဟာလေအမှန်ပြောက်ပြီးဒဏ်ရောက်စေတတ်တယ်။အဆိုးမြင်လို့ရင်လေအကုသို့အပြစ်လွယ်ပြီး မုံလို့အမှန်ကွယ်အကတိဘက်ကိုနှွေတတ်တယ်။ဒါဟာ ေါသဂတိပဲအရင်စစ်တော့ချစ်လို့သားစီတာ မုံလို့နာစီတာတွေဟာကာယင်းနဲ့ क्वे ဖာယင်းနဲ့ပယ်ဖြစ်ကကာယင်းနဲ့အမှန်သစ္စာပြောက်ဖာယင်းနဲ့အမှန်နှစ်ရာရောက်ကုန်တော့တာပဲချစ်တာလဲချစ်သစ္စာတော့မပြည့်စင်နေပေါ့မုံတာလဲမုံမေတ္တာတော့မရှုံးစင်နေပေါ့လောကရင်နဲ့အသားကြလာရင်လောကရင်ဆိုတာတရားရစရာပါပဲ။ ဘဝမှာစီးစိမ်ဥစ္စာယာဒုထာဏန္တရလက်လာပါတွေရှိတဲ့အချိန်လေကြုံဘူးရှိဘူးကြသလိုဘာမှကောင်းကောင်းဆရာမရှိလောက်အောင်အချိန်นี้လေကြုံရမှာပါပဲရှိခြင်းမရှိခြင်းတွေကြာသိပ်ပြားများမနေနဲ့ကြာတော့လေအသားကြစွာနေတတ်သွားမှာပဲပေါ့ကိုကပေးနိုင်ကျွေးနိုင်ကုညီနိုင်တဲ့အချိန်မိတ်ဆွေအပေါင်းအသင်းတွေဝိုင်းဝိုင်းလည်နေတတ်ပေမဲ့အဲ့ဒါတွေမလုပ်ပေးနိုင်တဲ့အချိန် မီးထုခေါ်ပြောသူတော့မရှိပြန်တာလေကြုံရမှာပါပဲအပေါင်းအသင်းများခြင်းမများခြင်းတွေကြာအထီးကျန်တာမျိုးဖြစ်မနေပါနဲ့ကြတော့လေအသားကျစွာနေတက်သွားမှာပဲပေါ့ကိုနဲ့အဆင်ပြေနေတဲ့အချိန်ချီးမွမ်းမြောက်ပြင်ပြောတတ်ပေမဲ့အဆင်မပြေတဲ့အချိန်မှာအဒီပါဇက်တွေကဲ့ရဲ့ရှုံချအပြစ်တွေပြောနေကြတာလေကြုံရမှာပါပဲစကလုံးတွေကြာခံစားမှုများမနေပါနဲ့ ကြတော့လေအသားကြစွာနေထက်သွားမှာပဲပေါ့ဘဝမှာချမ်းသာတဲ့အခါလည်းရှိဆင်းရဲတဲ့အခါလည်းရှိနေပြီးလောကချမ်းသာဆင်းရဲဆိုတာဘာမှအကြကြီးမဟုတ်တာပဲလေချမ်းသာဆင်းရဲတွေကြာတော့ကဘဝမနေပါနဲ့ကြတော့လေအသားကြစွာနေထက်သွားမှာပဲပေါ့မင်းစစ်တော့အာလောဟာလောကရန်တွေပါပဲဘာမှအကြကြီးမဟုတ်ဘူးဘာမှမမြဲဘူးလို့သာနှစ်နှစ်ကာကာတည်လာရင်ဘလို့အခြေအနေမျိုးပဲကြုံကြုံ ကြာတော့လေအတိတန်တွေကြာအသားကျလာတာပဲမဟုတ်လားအပြောင်းလဲအခိုက်တန်ကာလာလေးမှာအမှားမရအောင်သာစူးစမ်းနိုင်တရားမရသေးတာတော့မှအသားကျလာမှာတော့အသေးချပါပဲမဟုတ်တာတွေနဲ့အသားမကျဖို့အမှားတွေနဲ့အသားမကျဖို့တော့ကိုကိုကိုပဲထိမ့်သိမ့်ကြရမှာပေါ့ဂုံတုခုံပြိုင်ဆိုတာဂုံစစ်မှာမဟုတ်တာအတုတွေပြိုင်နေတဲ့သဘောပဲ အတုကိုအစ်စ်ထင်အပြစ်မမြင်နိုင်တာ အဆိုးဆုံးပဲဟိုလူနဲ့ဟွာပြိုင်ဒီလူနဲ့ဒီဟာပြိုင်စားတယ်ပြိုင်ဆိုင်မှုတွေဟာကိုကိုကိုပင်မစေတဲ့ပြိုင်ဆိုင်မှုတွေပဲကန့်ဆိုတာပြိုင်လို့မရဘူးပြုတ်ပြင်းယူရမှာသူ့ကန်ကိုမပြိုင်နဲ့ကိုကန်ကို ပြင်ရမှာတကယ်တော့သူများဆိုတာကိုပြိုင်ပဲမဟုတ်ဘူးကိုပြိုင်ပဲအစ်စ်ကကိုကိုတိုင်းပဲပြိုင်ချင်ရင်ကိုကိုကိုပြိုင် ပြင်ချင်ရင်ကိုကံကိုပြင်ဒါမှမှန်ကန်ပြီးအကျိုးတရားမှုရှိမယ်။သူများနဲ့ပြန်ရင်ပင်မဲမှုနဲ့ဆိုးကျိုးကိုပဲဖြစ်စေမယ်။ကိုကိုကိုပြန်မှခွန်အားတိုးပြီးကောင်းကျိုးကိုဖြစ်စေမယ်။တချို့သူတွေရဲ့အတိတ်ကံဟာပစ္စုပန်လောကတွေနဲ့တခြားစီပဲ။အဟောင်းကောင်းခဲ့လို့အကောင်းစားနေရတဲ့အဟောင်းစားတွေနဲ့အကြောင်းမကောင်းခဲ့လို့ မကောင်းများနေတဲ့ကိုယ်ကံကိုပြိုင်မနေပဲအနာဂတ်အတွက်ပစ္စုပ္ပန်ကံကိုသာပြုပြင်လိုက်တာအကောင်းဆုံးပဲကံကိုပြင်နေဆိုတာလှုပ်တဲ့အလှုပ်ပြောတဲ့အပြောကျင်တဲ့အကျင့်တွေမှာစေတနာကောင်းကောင်းနဲ့အလှုပ်ကောင်းဖို့ပါပဲဒါဟာကိုယ်ကိုယ်ကိုပြိုင်ခြင်းနဲ့ကိုယ်ကံကိုပြင်ခြင်းပါပဲအဝေးရောက်ညီမငယ်တယောက်ကစလေးပို့လာတယ်သူ့ကိုမုံမရတဲ့ကိုယ့်ကိုယ်ကိုပဲမုံမိတယ်တဲ့ ူကိုလည်းမမုန်းနဲ့ကိုကိုကိုလည်းမမုန်းနဲ့မုန်းတဲ့သူကအရှုံးပဲမုန်းတာကိုကတန်ရောစင်ရှိနေတာလို့စပြန်ပို့ပေးလိုက်တယ်ဟုတ်တယ်မုန်းနေဆိုတာတန်ရောစင်ရှိလို့ပါညများမုန်းရင်ညများတန်ရောစင်ရှိလို့ပဲနေနေမုန်းရင်နေနေတန်ရောစင်ရှိလို့ပဲစပြီမှာတော့ပဋိကတန်ရောစင် အမုန်းတန်ရောစင်လို့ဖွင့်တယ်တန်ရောစင်ဆိုတာတွေ့တာပဲ။ ချက်တဲ့သူကိုခဏခဏတတိယနေတတ်တယ်လို့မုံတဲ့သူကိုလည်းခဏခဏတတိယနေတတ်တယ်တတိယနေတာကိုကတွေ့နေလို့ပဲချက်လို့ပဲတွေ့တွေ့မုံလို့ပဲတွေ့တွေ့တွေ့ရင်တော့ခံစားရမှာပဲမုံလိုက်ရလို့ပော့သွားတယ်ခြေနဲ့သွားတယ်စိတ်ချမ်းသာသွားတယ်ဆိုတာမရှိဘူးအမုံကအတည်လို့အငိမ့်တက်ခံစားမှုကို မပေးဘူးမုံရင်ရှုံးတာပဲအမုံကြောင့်ပူရတယ်အလောင်းခံရတယ်ခံစားမှုပြင်းတယ် ိတ်မုံလုံးလို့လို့အမုံကြည့်ရင်တေတောင်သွားလို့ရတယ်။ဒါကြောင့်သူ့ကိုလည်းမမုံနဲ့ကိုကိုကိုလည်းမမုံနဲ့ဘယ်သူ့ကိုမှလည်းမမုံနဲ့အမုံကအပြုံးမဲ့စေတတ်တယ်အရှုံးနဲ့နေရတတ်တယ်။ကိုချစ်ကိုမရှာနဲ့သူ့ချစ်ကိုရှာတဲ့လောကမှာပြောလို့ရှိကြတယ်။ကိုမချစ်ပဲသူ့ချစ်တာကိုပဲ ရှာလို့ကောအဆင်ပြေပါမလားပေါ့။ဒုက္ခဆိုတာကိုချစ်တဲ့သူရဲ့အချစ်ကိုမရတာလေဒုက္ခဖြစ်တယ်လို့ ကိုမချစ်တဲ့သူရဲ့အချစ်ကိုရတာလေဒုက္ခပဲရတာမလို့လိုတာမရဖြစ်နေကြတာဒုက္ခပဲမဟုတ်လားသတ္တဝါတွေရဲ့စိတ်သဘောကဂယုစိုက်တာကိုခံကျင်ကြတယ်ချစ်တာကိုခံကျင်ကြတယ်အလေးထားတာကိုခံကျင်ကြတယ်ဒါပေမဲ့တိတ်ဂယုစိုက်လုံးပြန်ရင်လည်းအနေကျက်လို့မကြိုက်ပြန်ဘူးတိတ်အချစ်ခံရတော့လေတဝင်းတို့စိတ်တွေနဲ့ဟိုအားလုံးလည်းမကြိုက်ဒါလုံးလည်းမကြိုက်ဟိုလူနဲ့စကားပြောလဲတဝင်းတို့ ဒီလူနဲ့စကားပြောလဲတဝင်တူဖြစ်တာတွေဟာကြတော့တန်တရားတွေနဲ့ဟဲ့မကြတာတွေပဲများကုန်တော့တာပဲလေအဓိကက သူချစ်ကိုချစ်ရှာဖို့တဲ့အချင်းချင်းနားလေပေးနိုင်ဖို့ကအဓိကပဲနားလေမှုရှိနေရင်အချစ်တွေရှိနေတာပဲလေအချစ်တွေမမြဲတာဟာနားလေမှုလွဲတာကအစတာပဲတကယ်တော့အချစ်ဆိုတာနားလေခြင်းပဲကိုချစ်ရင်လေကိုကနားလေပေးသူချစ်ရင်လေသူကနားလေပေး ဒါဆိုရင် AC ပဲလေ။ဒါကြောင့်ဘသူအချက်ကိုမှမရှာနိုင်နဲ့။နားလည်မှုပေးနိုင်ရင် OK ပြီ။နားလည်မှုရှိရင်အားငယ်မှုဆိုတာညှိယူလိုက်ရင်ကိုပဲအဆင်ပြေသွားတော့တာပဲမဟုတ်လား။ဘဝမှာအလျှော့ပေးလိုက်ရတာတွေက များလွန်းလာတယ်။ငွေတွေကုန်တွေယာရုထာနေတရာ ပါဝါတွေကြောင့်အတ္တမာနတွေအလျှော့ပေးလိုက်ရတယ်။မေတ္တာတရားတွေအလျှော့ပေးလိုက်ရတယ်။ဂုံတိတ်္ခာတွေအလျှော့ပေးလိုက်ရတယ်။ ခန့်တီတရားတွေအလျှော့ပေးလိုက်ရတယ်။အကျင့်သီလတွေအလျှော့ပေးလိုက်ရတယ်။စသဖြင့်ပုံစံမျိုးမျိုးနဲ့ကိုလျှော့ပေးနေရတာပါပဲ။တစ်ခါတခါအာနာလို့ဆိုပြီးမတောက်ပဲနေတဲ့အရက်ကို ပြန်တောက်ဖြစ်တာမလုံတဲ့မဲ့တည်တဲ့အလုပ်ကို လုပ်ဖြစ်သွားတာဟိုအကြောင်းဒီအကြောင်းလေးတွေထောက်ပြီးအကျင့်သီလတွေဖောက်ဖြစ်သွားတာစာတွေကမလျှော့ရမယ့်အရာတွေမှာလျှော့ပေးလိုက်တာပဲလျှော့ပါများလားတော့တန်ဖိုးတွေလည်းရှားလာတော့တာပေါ့ တကယ်တော့အလျှော့ပေးရတာချင်းအတူတူအတ္တတွေလျှော့ပေးလိုက်ရတာမာနတွေလျှော့ပေးလိုက်ရတာဒေါသတွေလျှော့ပေးလိုက်ရတာမျိုးကတော့အလျှော့ကောင်းအလျှော့ကောင်းပဲအဲတည်ငါအစဉ်ပြေဖို့လောက်အတွက်ဂုံတိတ်ခါတွေအလျှော့ပေးလိုက်ရတာအချင်းတီလာတွေလျှော့ပေးလိုက်ရတာအစဉ်မပြေမှုလေးတွေအတွက်ခန့်တီတရားတွေလျှော့ပေးလိုက်ရတာမေတ္တာတရားတွေလျှော့ပေးလိုက်ရတာမျိုးကတော့မကောင်းဘူးပေါ့ပြောရရင်လျှော့ရတာမတန်ဘူးပေါ့ ဒါကြောင့်ဘဝမှာလျှော့တာတော့လျှော့ရမှာပဲအလျှော့မလွဲဖို့အကျိုးစားရမယ်တည်င့ကအစဉ်ပြေဖို့လောက်အတွက်တန်တရားနဲ့ချီတဲ့ပေးဆက်မှုကိုဖြစ်စေမယ်အကျင့်တီလာလျှော့ပေးတာဂုံတိတ်ခါလျှော့ပေးတာခန္တီမေတ္တာတွေလျှော့ပေးတာမျိုးမဖြစ်ပါစေနဲ့ပင်စီခိုင်ခန့်တဲ့သစ်ပင်ကြီးတွေတောင်မှခြေငှက်တွေလာနာပြီးပြင်သွားတဲ့အခါကျန်ခဲ့တဲ့အကိုင်းအခက်လက်တွေဟာတစ်ဖက်ဖြန့်နဲ့လှုပ်ခတ်ချသေးတာပဲ။ ကိုလိုတာမဲ့လူတွေအတွက်လောကလူသားတွေရဲ့လောကဝိအတိုက်ခိုက်တွေကြောင့်လှုပ်ခက်ခံစားရတာကပါဆင်းလဲပေါ့ဒါပေမဲ့အကိုင်းခက်ဘလို့ပင်လှုပ်ခက်ပါစေပင်စီခိုင်ထားတဲ့တစ်ပင်အတွက်လေတံမိုးတံကိုကြံ့ကြံ့ခံလျက်ရှိနေနိုင်သလိုဘဝလောကနဲ့တွေကြောင့်ရင်းရိုင်မသွားရအောင်ပင်စီစိတ်တဲ့ခိုင်တီမြဲ့မြဲ့အောင်တို့တွေလေ့ကျင့်ကြရမှာပေါ့ အပြားရောက်လို့ပို့လှုပ်ခတ်တဲ့တံကိုခင်ရပြီမယ်ပင်စီခိုင်ထားတဲ့တစ်ပင်အတွက်လေတံမိုးတံခင်ရလည်းလဲကျသွားတဲ့အထိရောမဖြစ်နိုင်ပေဘူးပေါ့တလောကလုံးပြတ်တုံးသွားရင်တော့လေကိုကြီးတက်တက်မှမဟုတ်တာပဲလေဒါကြောင့်ဘဝမှာအပြားရောက်ဖို့အတွက်အခြေခံဖို့အရေးကြီးတယ်အခြေခံထားရင်အနေရင်သွားလေလဲကျမသွားဘူးအပြားရောက်လို့ အတိုက်အခိုက်ခံရလေရင်းရံမှုလောက်ပဲရှိမယ်အမြင့်ပြုတ်တဲ့အထီတော့မဖြစ်ဘူးစိတ်တိုင်းမကြဘူးဖရားတဲ့စိတ်ရင်းချလိုက်ပါလို့ဟိုလူလုံးလဲစိတ်တိုင်းမကြဒီလူလုံးလဲစိတ်တိုင်းမကြဟိုဟာလဲမဟုတ်ဒါလဲမဟုတ်ဟိုလူလဲမဟုတ်ဒီလူလဲမဟုတ်နဲ့ကြာတော့ကိုယ့်ဘာသာကိုရှုံနေတော့တာပဲသူများကို စိတ်တိုင်းမကြဖြစ်ရင်ကိုကိုကိုသာစိတ်ရင်းတွေရနေတော့တာပဲစိတ်ရင်းရလေစိတ်တိုင်းမကြလေပိုဖြစ်လေပေါ့ လောကမှာကိုယ်စိတ်တိုင်းကြကတော့ဘာမှဖြစ်မှာမဟုတ်ဘူးသူများမပြောနဲ့ကိုကိုကိုတောင်မှစိတ်တိုင်းမကြဘူးမဟုတ်လားဖြစ်ချင်တဲ့စိတ်တိုင်းသာဖြစ်ချင်တယ်လို့ဖြစ်ခွင့်ရနိုင်မယ်ဆိုရင် အနတ္တဆိုတဲ့စကားဗုဒ္ဓဘုရားဟောတော်မူမှာမဟုတ်ဘူးစိတ်ကိုကအနတ္တဖြစ်နေရလေအနတ္တကိုအတ္တနဲ့ပုံဖော်နေလို့ဘယ်ဖြစ်မလဲမဖြစ်တာကိုဖြစ်အောင်လုပ်နေလို့ပို့ပြီးစိတ်တိုင်းမကြဖြစ်နေတာ အဓိကကကိုယ့်ရဲ့စိတ်ကလေးကိုပဲအတ္တလွန်အစွဲကနေခွဲထွက်ဖို့ကြိုးစားရမယ်။ငါမှငါမဟုတ်တာဆိုတဲ့အတ္တကိုလက်ခံထားရင် သူ့ကိုကိုယ်နဲ့အတူကိုယ်စိတ်တိုင်းကြဖြစ်စေခြင်းနဲ့စိတ်ရင်းလေးတွေကြလာမှာပဲ။လိုချင်တာဖြစ်စေချင်တာမရလို့အလိုမကျဖြစ်ရတဲ့စိတ်ဟာစိတ်မှအယိုင်းစိတ်ဝင်တာပဲ။စိတ်ရရင်အလုပ်လည်းရရင်လူလည်းပြိုင်တယ် ဒါကြောင့်ဘာမှကိုယ်တော်မဆောင်တဲ့လောကကြီးမှာစန္ဒနဲ့ဘဝတတက်တည်းမကြလို့စိတ်အလိုမကြစိတ်ရင်းတွေရတဲ့အခါအဒီစိတ်ရင်းတွေကို အရင်ကြောင်တတိလေးထားပြီးခဏလောက်ဖြစ်ဖြစ်ချထားကြည့်လိုက်ပါ စိတ်ရင်းချတာနဲ့အမျှစိတ်တိုင်းကြတာလည်းရလာမှအမှန်ပဲပေါ့အချိန်နိမ့်မှန်ကို လက်ခံနိုင်တာဟာရင့်ကျက်လာလို့ပဲလက်မခံနိုင်တဲ့သူက အကောင်းလာရင်စိတ်ပါပြောင်းလာတတ်တယ်လို့အစိုးကြုံရင်လည်းတုံ့လောက်သွားတတ်တယ်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်မတုံမလောက်ရင်ဆိုင်လက်ခံနိုင်မှာခံနိုင်ရရှိတယ်လို့ပြောရမှာဖြစ်တယ်ဖြစ်ပေါ်လာတဲ့အကောင်းအဆိုးကိစ္စတစ်ခုကိုတည်တည်ငြိမ်ငြိမ်ရင်ဆိုင်လက်ခံနိုင်ခြင်းဟာမင်္ဂလာတစ်ပါးပါပဲညဘုရားကလောကရန်နဲ့တွေ့ကြုံရတဲ့အခါစိတ်မတုံ့လောက်ဘူးစိုးရိမ်မှုကင်းတဲ့အပြစ်ကင်းတဲ့ ငြိမ်းချနေတယ်ဆိုရင်ဒါဟာမင်္ဂလာပါပဲလို့မိန့်တော်မူတယ်။ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်စိတ်ကရောက်ရဲ့မခက်ပဲတတိငြိမ်းငြိမ်းလက်ခံနိုင်ခြင်းတဘောပဲ။လက်ခံတာဟာခံစားတာမဟုတ်ဘူး။ခံစားရင်အမှန်ရှာတတ်တယ်။ခံစားရင်စိတ်ပင်မဲကိုယ်ပင်မဲဖြစ်တတ်တယ်။တည်ကြတာကတော့ဘဝမှာခံနိုင်ရှိတဲ့သူဟာ မင်္ဂလာရှိတာပါပဲ။မင်္ဂလာဆိုတာအဖြစ်ကင်းခြင်းတဘောပဲဖြစ်တဲ့အတွက် ဘာပဲကြုံကြုံအပြစ်မဖြစ်အောင်နေထိုင်ခြင်းဟာမင်္ဂလာရှိတဲ့ဘဝနေနည်းပါပဲဘသူကြောင့်ဘာကြောင့်မှစိုးရိမ်မှုမဖြစ်အောင်စိတ်ကိုစောင့်ထိန်နေခြင်းဟာအတောကမင်္ဂလာပါပဲဘဝအရှိဆိုတာဓမ္မအတိပါတန်တရားအတိမင်္ဂလာရှိပါတယ်တေလောက်အောင်အမုန်းခံနေရတဲ့ဖရားတဲ့ကိုယ်ကိုတေလောက်အောင်မုန်းနေရဆိုတာတေလောက်အောင်တန်ရောစဉ်ရှိနေလို့သာမှတ်ပါ မုန်းနေတာကတန်ရောစင်ရှိလို့ပဲအမုန်းတန်ရောစင်ပေါ့တယောက်ယောက်ကကိုကိုအတ္တိလို့တိမ်မလောက်အောင်ဖြစ်သွားတယ်ဆိုတာအတော့ကိုမလွယ်တဲ့ကိစ္စပဲကို့အစွမ်းကအတ္တိလောက်တောင်ကိုပဲတည်ရောက်မှုရှိသွားသလားပေါ့မုန်းနေတဲ့သူနဲ့အမုန်းခံရတဲ့သူတည်ကြတာကတော့မုန်းနေတဲ့သူကပိုခံစားရမှာပဲတိလောက်အောင်မုန်းနေဆိုရင်တည်သွားလို့ရတယ်အမှန်တရားကဒေါသတရားဒေါသအကျင့်တည်တတ်တယ် မတည်ခြင်းရင်အမုံလျှော့ရမယ်။တီလာအောင်မုံတာခင်ရရင်လေကိုကပြန်မမုံနဲ့ကိုပါတီလာအောင်ဖြစ်သွားလိမ့်မယ်။အကောင်ဆုံးကတော့ဘသူကိုမှမမုံမိစေနဲ့ကိုကိုမုံတဲ့သူတွေရှိရင်လေပြန်မမုံမိစေနဲ့အမုံခင်ရတာဟာတန်ရောစင်ရှိလို့ပဲသဘောထား။သူကအမုံနဲ့လာရင် ကိုကအပြုံးနဲ့ကာနိုင်အောင်ကြိုးစားတီလာအောင်မုံတဲ့သူကိုတီလာအောင်ပြုံးပြလိုက်ပါ။တီကြတာကတော့ပြုံးလို့တည်တဲ့သူဆိုတာမရှိဘူး။ မုံလို့သိရပဲရှိရယ်ဒါကြောင့်ပြုံးမှာမဲ့ပြုံးတွေရွှဲပြုံးတွေမဖြစ်စေနဲ့မေတ္တာအပြုံးလေးသာဖြစ်ပါစေခြေနဲ့တက်တဲ့စိတ်ဟာချမ်းသာတယ်မခြေနဲ့တက်စိတ်ဟာဆင်းရဲတယ်ခြေနဲ့အောင်နေတဲ့တာဟာရောင်ရဲခြင်းတစ်မျိုးပဲရောင်ရဲခြင်းဟာချမ်းသာခြင်းတစ်မျိုးပဲဒါပေမဲ့ရောင်ရဲတာနဲ့အပြင်းထူတာရောမချဖို့လိုတယ် ဒီနေ့မိုးရေးလိုက်တာရှိရနေပဲစားတော့မယ်အလုံနာတယ်ဆိုတာမျိုးကရှောင်ရဲတာမဟုတ်ဘူးအပြင်းထူတာရှောင်ရဲတယ်ဆိုတာဘာမှမလုပ်ပဲနေတာမဟုတ်ဘူးလှုပ်တင်လှုပ်ထိုက်တာကိုမလျှော့ပဲလှုပ်တယ်လှုပ်ပြင်မဲ့လှုပ်တလောက်မဖြစ်လာတဲ့အခါလှုပ်တလို့မဖြစ်လာတဲ့အခါမျိုးမှာရရှိလာတဲ့ရလက်အဖို့ကျင်းနေအောင်နေတဲ့သဘောအပြင်းမဖြစ်အောင်နေတဲ့သဘောမျိုးကိုဆိုလိုတာ အကြောင်းတရားကိုမလျှော့ပဲအကျိုးတရားအဖို့လက်ခံနိုင်တဲ့သဘောမျိုးပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အကြောင်းတရားကိုမလျှော့ပဲလှုပ်တိုင်းဖြစ်ခြင်းလှုပ်တဲ့လောက်မဖြစ်ခြင်းဆိုတဲ့အကျိုးတရားအပေါ်မှာ လက်ခံနိုင်တဲ့စိတ်ခြေနဲ့အောင်ညီနိုင်တဲ့စိတ်ဟာရောင်ရဲခြင်းအစစ်ပဲအဲ့ဒီလိုစိတ်မျိုးကသာဘဝမှာချမ်းသာစေတာရလက်ကိုလက်ခံပြီးအပြည့်မဖြစ်အောင်ညီထိုင်ခြင်းဟာရောင်ရဲခြင်းဆိုတဲ့တန်တုတ်တီရဲ့သဘောပဲ ဒါကြောင့်ကြည်နဲ့အောင်နေပါအကြောင်းကောင်းကြိုးစားပါအကျိုးတရားကိုလက်ခံပါဘယ်သူဘယ်သူကိုမှရိုးမယ်မဖွဲ့ပါနဲ့ကိုယ့်အခြေအနေနဲ့ကိုယ်ပဲတည့်အောင်နေလိုက်ပါဒါဟာချမ်းသာတစ်မျိုးပါပဲတခါလောက်ဖြစ်ဖြစ်အကောင်းမြင်ပြီးကြည်ပါလားအဆောင်မြင်စိတ်ကြောင့်ပူလောင်တာတွေပေါ်သွားတာပေါ့တခါလောက်ဖြစ်ဖြစ်ဝမ်းသာပြီးကြည်ပါလားမနာလိုစိတ်ကြောင့်ပူလောင်တာတွေပေါ်သွားတာပေါ့ တစ်ခါလောက်ဖြစ်ဖြစ်မေတ္တာထားကြည့်ပါလားဒေါသစိတ်ကြောင့်ပူလောင်တာတွေပေါ်သွားတာပေါ့တစ်ခါလောက်ဖြစ်ဖြစ်စွန့်လွတ်ကြည့်ပါလားတွေ့တာစိတ်ကြောင့်ပူလောင်တာတွေပေါ်သွားတာပေါ့တစ်ခါလောက်ဖြစ်ဖြစ်ခွင့်လွှတ်ကြည့်ပါလားအစမကြေစိတ်ကြောင့်ပူလောင်တာတွေပေါ်သွားတာပေါ့ဟုတ်တယ်တစ်ခါလောက်ဖြစ်ဖြစ်လက်တွေ့ဆန့်ကြည့်ပါတစ်ခါဆိုဆိုသလားအပူပြောက်တယ်နင်းနေရောရင်နင်းနေဆိုသလားခန်းစားချက်တွေတက်တာလေ တခါလောက်ကိုမလျှော့နိုင်လို့ပူလောင်တာနင်းနေမှကိုမလျှော့နိုင်လို့ခံစားရတာအရင်စစ်တော့ကိုပူလောင်တာသူကြောင့်မဟုတ်ဘူးကိုကြောင့်ကိုကိလေသာတွေကြောင့်ကိုမကောင်းမြင်စိတ်ကြောင့်ကိုမနာလိုစိတ်ကြောင့်ကိုဒေါသစိတ်ကြောင့်ကိုအတွက်တာမှုကြောင့်ကိုအာဃာတကြောင့်ပူနေရတော့တာပဲမဟုတ်လားတခါလောက်ဖြစ်ဖြစ်စလျှော့ကြည့်လိုက်ပါပေါ့သွားမှအမှန်ပါပဲ။ အပိုင်းရှိကိုဆက်လက်ဆောင်မြောနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ